ဟယ်လိုအားလုံးမင်္ဂလာပါဒီနေ့တော့သူကငပတ်ဟင်းစီပြန်ချက်နေလေးကိုအားလုံးတော်လာမြဝေရပဲဖြစ်ပါတယ်ငားလေးကလည်းခြုံပြီးတော့ဒီငားလေးနဲ့ချက်ထားတဲ့ဟင်းလေးကလည်းခြုံခြုံလေးဆိုတော့ဒီဟင်းတစ်မျိုးရဲ့နဲ့တောင်မှအရင်ကစားကောင်းနေပါပြီဘယ်ငားမဆိုအသုံးပြုလို့ရပြီးတော့ဒီချက်နေလေးတိုင်းပဲလိုက်ချက်မယ်ဆိုလို့ရှိရင်တော့အရင်လွယ်ကူတဲ့ငားဟင်းစီပြန်ချက်နေလေးကိုရမှာပဲဖြစ်ပါတယ် ငားရည်ရဲ့အညီနဲ့အချွဲတက်လေးတွေကိုပြောင်းစင်သွားအောင်လို့စားလေးနှဲငယ်နဲ့စီရိုတက်မြသီးလေးညှစ်ပြီးတော့မှဒီငားလေးတွေကိုတတိချာချာလေးနဲ့ပြီးတော့မှစေကျော်ထားပေးရပါမယ်။စီရိုငားတွေကကြတော့အခုလိုမိုးရသည်မှာငားတွေကချွဲပါတယ်။ဒါကြောင့်ဒီအချွဲတက်တွေလည်းလုံးဝပြောင်းစင်သွားပြီးတော့ငားလေးရဲ့ကင်လေးတဲ့အခါမှာတင်းတင်းလေးနဲ့ကြမ်းကြမ်းလေးဖြစ်နေရပါမယ်။ပြီးပြီဆိုလို့ရှိရင်တော့စီရိုအားလုံးကိုတတိချာချာလေးနဲ့ပြီးတော့မှရေကိုနှစ်ချိန်သုံးချိန်လောက်စေထားပေးလိုက်ပါမယ်။တမရသည်အပြင်ရှာလကာရီတို့မကြီးမဲတို့ကိုအသုံးပြုပြီးတော့လဲစေထားပြုလို့ရပါတယ်။ ကဲစုကတော့နောက်ထပ်တစ်ကြိမ်ထပ်ပြီးတော့စေတာပေးလိုက်ပါမယ်။သူ့ငါးကအရန်ချွဲနေရကြောင်းဒီအပေါ်ကအမဲလေးတောင်မှပေါ့နော်တေချာလေးပြောင်းအောင် တိုက်လို့မရပါဘူး။ကဲစုကတော့အခုလိုမျိုးလေးပဲတံမြတီးနဲ့စားအုပ်အသုံးပြုပြီးတော့ပဲအားလုံးပြောင်းဆင်သွားအောင်လို့စေတာပေးလိုက်ပါတယ်။ပြီးရင်တော့ဒီငါးလေးတွေကိုရေးစစ်ထားပေးလိုက်ပါမယ်။ရည်စစ်ထားတဲ့ငါးတွေကိုသူတို့ရသာထည့်ဖို့ရာအတွက်နန်းနှဲမုတ်ရဲ့ စားရဲပြီးရင်တော့အချိုမုန့်လေးနဲ့ငယ်ထည့်ပြီးတော့မှငားရဲကိုရတာလေးတွေဝင်သွားအောင်လို့တတိရှိရှာနေပြီးတော့မှ15မိနစ်လောက်နှထားပေးပါမယ်ဆူပထမငချင်းချက်နေဗီဒီယိုလေးမှာလဲဆူပြောဘူးတယ်ပေါ့နော်ငားတွေကိုအခုလိုမျိုးအရသာမနေဘဲနဲ့ချက်မယ်ဆိုလို့ရှိရင်ဟီးရီကအရသာတက်တက်ဖြစ်ပြီးတော့ငားတွေကမဝင်မဲနဲ့အရသာကပေါ့ရွှွှွကြီးဖြစ်တတ်ပါတယ်ပြီးရင်တော့ဂျင်းလက်တစ်စက်လောက်ကိုလဲဆူတို့ငားဟင်းကိုမညှိစေရန်အတွက်ထည့်ပေးပါမယ် တေချာညက်သွားအောင်ထောင်းထားပြီးရင်တော့ကျစ်သွန်ဖြူ9မှ6မှလောက်ကိုလည်းကျင်ညက်သွားတဲ့အထိကိုထောင်းထားပြလိုက်ပါမယ်။ကဲအခုလောက်ထိကျင်ညက်သွားပြီဆိုလို့ရှိရင်တော့ဆိုရရပါပြီ။ပြီးရင်တော့ဟင်းနဲ့ထည့်ပွေရာအတွက်ကျစ်သွန်ဒီကိုအလုံးသေး3လုံးလောက်ကိုခပ်ပပလေးလေးလီထားပြလိုက်ပါမယ်။တခါတည်းကျင်ညက်သွားအောင်ထောင်းထားပြခြင်းလည်းရပါရဲ့နော်။ကဲစုကတော့အားလုံးကိုလီထားပြလိုက်ပါရစေ။ကျတော့နေလေးတွေအားလုံးလီလာပြီးရင်တော့စုတစ်ဖက်ကိုဖယ်ထားပြလိုက်ပါမယ်။ကိုကတကယ်လို့အနှစ်နည်းနည်းလေးပဲလိုချင်နေဆိုရင်တော့လေကျတော့နေကို short ထည့်လို့ရပါတယ်။ ပြီးရင်တော့ခရမ်းညင်ကြီးကိုလည်းနှလုံးကိုခပ်ပပလေးလိထားပြလိုက်ပါတယ်။ short ထဲခြင်းလည်းထည့်လို့ရပါရဲ့နော်။ကဲဒါဆိုရင်တော့ဆူရဆပြီးတော့ချက်လို့ရပါပြီ။စီနန်းနဲ့ထည့်ပြီးတော့မှစစ်တော်အနီကိုအရင်ဆုံးထည့်ပြီးတော့စီတက်ပေးပါမယ်။စစ်တော်နေလေးရေနွမ်းလာတဲ့ထီကိုစီတက်ပေးပါမယ်။ဆိုဒီနေရာမှာဂျင်းနဲ့လေးမှုသွားအောင်လို့ဂျင်းနဲ့ချက်တော်ဖြူကိုပါတစ်ခါရဲထည့်လိုက်ပါမယ်။ပြီးရင်တော့မပါမဖြစ်စနေမုံလေးနဲ့ငယ်ထည့်ပြီးရင်တော့ဒီချက်တော်လေးတွေနွမ်းလာပြီးတော့ဂျင်းနဲ့မှုမှုလေးရလာတဲ့ထီကိုဆိုစီတက်ထားပေးရပါမယ်။ ကဲအခုလိုမျိုးလေးစစ်သွန်လေးတွေကနွမ်းကြလာပြီဆိုရင်တော့ပြီးသားတဲ့ခရမ်းညီမီထည့်ပါမယ်။ခရမ်းညီမီကိုတော့လုံးဝကျင်ညက်သွားပြီးတော့အနှစ်ရလာတဲ့ဒီကိုချက်ထားပေးရပါမယ်။အရသာတော့ကိုတော့သူ့ကိုအရသာအမှုန့်ထည့်ပါမယ်။ဒဇွန်မှာဒီနေရာမှာစက်သားအမှုန့်လို့ချုံမုန့်လို့လည်းထည့်လို့ရပါရဲ့။ပြီးရင်တော့စားလေးနဲ့ငယ်ထည့်ပြီးတော့မှအားလုံးနဲ့တော့မွေထားပေးလိုက်ပါမယ်။ငံပြားရီထည့်ကျင်နေရပါရဲ့နော်။အနှစ်လေးတွေအခုလိုမျိုးလုံးဝကြာလာတဲ့ဒီကိုစိုးစီတက်ပေးရပါမယ်။ဒါမှဒီငါဟင်းရဲ့အနှစ်လေးကလည်းချိုးတာပေါ့နော်။ ကဲပြီးရင်တော့ငရုတ်သီးအယောင်တဲမုံကိုဒီလက်ဖက်စားစွန်းနဲ့နှစ်စွန်းထည့်လိုက်ပါမယ်။အယောင်ရဲရဲလေးလိုချင်တော့ပို့ထည့်လို့ရပါရဲ့နော်။စုရဲ့အယောင်တဲမုံကနည်းနည်းလေးနဲ့အဆက်ပါတဲ့ကြောင့်ဒီငါဟင်းလေးကရှင်းရှင်းလေးနဲ့စားလို့ကောင်းတယ်ပေါ့နော်။ဒီတော့အနှစ်လေးကိုသေချာချာလေးကြာသွားဖို့ရအတွက်သူရေလေးနည်းနည်းထည့်လိုက်ပါတယ်။ကဲခုဆိုရင်တော့သူစီပြန်လာပြီးတော့အနှစ်လေးတွေကလည်းတော်တော်လေးကျဉ်ညက်နေပြီပေါ့နော်။ဒါဆိုလို့ရှိရင်တော့သူတို့အရသာနေတာတဲ့ငပတ်လေးထည့်လိုက်ပါမယ်။ ငားတွေအလုံးထည့်လို့ပြီးသွားပြီဆိုရင်တော့ဆိုတော့ဒီငားလေးကိုကြည်တာတွေပြေးတာတွေမဖြစ်အောင်လို့အနှစ်လေးနဲ့ပဲ9မိနစ်10မိနစ်လောက်တိတိရှိရှာလေးတင်းသွားတဲ့အထိကိုမှွေရပေးရပါမယ်။အနက်မွမွေးလေးနဲ့အရသာကတ်ရှင်ရှင်လေးဖြစ်နေအောင်လဲငုတ်ကြည့်စင်းခွဲထားတဲ့လေးတွေကိုပါဒီနေရာမှာတစ်ခါရဲထည့်လိုက်ပါရစေ။ကဲဆိုတော့အခုလိုမျိုးလေးပေါ့နော်ငားလေးတွေကိုအပြင်းသားလေးတင်းလာတဲ့အထိကိုချက်ထားပေးမှဒီငားလေးကလည်းတင်းတင်းလေးနဲ့စားလို့ကောင်းတာပေါ့နော်။ပြီးပြီဆိုတော့မှဆိုတော့ဒီတဲကိုရီလိုသလောက်ထည့်ပြီးတော့ပွက်လာတဲ့အထိကိုတည်ထားပေးရပါမယ်။ ဒီနေရာမှာတကယ်လို့ကိုကစီပြန်လေးကြိုက်တယ်ဆိုရင်တော့ဒီရေကိုတေးရာလေးပွက်ပြီးကန်းနဲ့ထီကိုတည်ထားပေးလို့ရပါတယ်။တကယ်လို့ကိုကရေလေးနဲ့မှကြိုက်တယ်ဆိုလို့ရှိရင်လည်းတတိရှာရှာလေးပွက်လာပြီဆိုရင်ကိုလိုတဲ့ရေအနေထားလောက်ရောက်ပြီဆိုလို့ရှိရင်တော့ရပြီပေါ့နော်။ကဲဆူအခုံးအုပ်ပြီးတော့တည်ထားလိုက်တာအခုဆိုရင်ငားတဲ့ကိုလည်းအရသာလေးတွေတတိရှာရှာဝင်သွားပြီပေါ့နော်။ ငုတ်သီးစိမ့်လေးကလဲထဲတာတော့ငါးဟင်းလေးကငုတ်သီးစိမ့်နဲ့မှုမှုလေးနဲ့ပေါ့နော်ပြီးရင်တော့ငါးလေးမညှိမအီအောင်လို့သူကမကြီးရီလေးကိုတစုံလောက်ထဲတာပါတယ်ဒီမကြီးရီလေးတွေလည်းအနှစ်ထဲမှာတတိချာချာလေးပွက်လာတဲ့အထိကိုတည်ထားပြီးပြီဆိုလို့ရှိရင်တော့အပေါ်ကနေပြီးတော့နန်းနန်းမင်းလေးအုပ်လိုက်ရင်ဒီနေ့ချက်ထားတဲ့ငပတ်ဟင်းလေးကပြီးတော့ပါပြီချက်ရတာရန်လွက်ကူပြီးတော့ငါးဟင်းတွေကိုညှိတာမျိုးမကြိုက်ဘူးအီတာမျိုးမကြိုက်တဲ့သူတွေဆိုရင်တော့ဒီလိုချက်နီလေးကိုစမ်းကြည့်ပါနော်အရန်လွက်ကူပြီးတော့ချက်နီလေးကလည်းတော်တော်လေးလွယ်ကူရွှေရှင်းပါတယ် ကဲဒါဆိုလို့ရှိရင်တော့ဆူရဲ့ဗီဒီယိုလေးကတော့ပြီးသွားပါပြီဆူရဲ့ Suki Sun Channel လေးကိုလည်း Subscribe လုပ်ပြီးတော့အပိတ်ခဲ့ပါအောင်ရှင်ဗီဒီယိုအစ်စ်တင်နိုင်သေးရဖို့အတွက်ဘီနက်ကခေါင်းလောင်းလေးကိုလည်းနှိပ်ခဲ့ဖို့မမေ့နိုင်အောင်နော်ဆူရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတယ်တဦးတယောက်ရှင်စီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါမယ်